ားလုံးပဲမင်္ဂလာပါရှင် ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာအေကမ်းမင်းရေးသားထားတဲ့အမြန်လန်းဘော်ကတရေဆိုတဲ့ဝတ္ထုလိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်အမြန်လန်းဘော်ကတရေဖျားဘူးပူဆောင်ရင်းမှအမြန်ရင်ကြီးနှစီညနေ6နာရီခွဲရန်ကုန်မြို့မှထွက်ခဲ့ကြသည်ဖျားလဲဖူးလေးလာစရာရှိလေးလာအပန်းလဲဖြည့်ရန်အတွက်ကားနှစီနဲ့ထွက်လာခဲ့ခြင်းဖြစ်သည်ထူကားပေါ်မှာတော့တန်နေနီးပညာတက္ကသိုလ်မှအကြောင်းသူအကြောင်းသားအဓိကပါသည် အချို့ကဆွေမျိုးသားချင်းမိဘတဦးစားနှစ်ဦးစားပါလာကြသည်ပကံညောင်ဦးဆွေတော်လေးစုပြင်ပုပ်ပါသူပါခီးစဉ်ဆွဲလာကြသည်ကျောင်းသားလူငယ်များဖြစ်သဖြင့်သူအစုနှင့်သူနောင်ရင်ပြောင်းရင်ကားပေါ်မှာအချင်းကိုပုံလို့စီသည်ကားပေါ်မှာပုံမှန်ပြသနေသောမြမာဇလန်းဘူယိုကိုမြည်သူများစိတ်မဝင်စားဖုံးစလုံးနှင့်တချင်းနားထောင်သည်ဖုံးပို့ကြသည်135မိုင်စခန်းသို့အရောက်အပေါ်ပါသွားရန်အစာပြေစားရန်나이ဝဲဝင်ပြီးရန်နာပေသည် စားသောက်ဆိုင်များတွင်ဝင်ပြီးဗိုက်ဖြေကြသည်။나이ဝဲတွင်ကားပေါ်ပြန်ရောက်ပြီးကားမှဆိတ်၍ထွက်လာခဲ့ကြသည်။အချိန်ကအမှောင်ကြီးစိုးနေပြီ။လမ်းပေါ်မှာအဝေးပြေးကားကြီးများမီးရောင်မှလွဲ၍လမ်းမီးမရှိ။ကားဒရိုင်ဘာဘေးမှာရေငူတစ်ယောက်ကထိုင်ပြီးရေတောက်လိုက်၊ကိုင်ရဝါလိုက်နှင့်စကားပြောရင်းခရီးနှင်နေသည်။နေ့စဉ်ညနေသကောင်မိုးချိုကမိုးလင်းကားမောင်းရင်းအချိန်ကုန်သည့်အတွက်အမှတ်တမဲ့ငိုင်းမိသွားတတ်သည်။ ။ဘူကဲသူမဖြစ်ရန်ရင်ကူကအနီးကားထိုင်ပြီးအိမ်မငိုင်းအောင်စကားမရှိ စကားရှာပြောပေးကြရသည်။သူတို့ကားနှစ်စီးကိုအဝေးပြေးကားကြီးများကမီးချက်ပေးပြီးကြော်တက်သွားကြသည်။ထိုစဉ်မီးအောင်အောင်မှာယုံလေးတကောင်ဖြတ်ပြေးသွားသည်။ရှေးကားနဲ့သူတို့ကားကြလွတ်အောင်ဖြတ်ပြေးသွားသည်။ကိုစရာတိတ်မမြန်စီနဲ့ဒီပတ်ဝန်းကျင်မှာတောကောင်လေးတွေလမ်းပေါ်တက်တက်လာတတ်တယ်။အကောင်ကြီးကြီးတိုက်မိတော့လေကားပေါ်ဆွဲတင်သွားတာပေါ့ ပြီးခဲ့တဲ့လကတောင်ကြီးအင်းလေးခီးမှာကလောမရောက်ခင်လမ်းပေါ်မှာတောဝဲတကောင်ကိုဝင်တိုက်မိလိုက်ပြီကားကလည်းအရှိန်လျှော့ပြီးခက်ပြေးပြီးအစင်အစင်လမ်းလေးတိုင်းမောင်းလာစဉ်အရှိန်နှင်းပြေးတက်လာသောတောဝဲခက်ရွရွတကောင်ကိုတိုက်မိပြီးကားရှိဘိန်းနှင့်တက်ကြိတ်မိလိုက်သည်ကားကရုတ်တရက်ဆောင်းသွားသဖြင့်မှောက်ပြီးထင်ပြီးခီးတယ်များထအောင်တော်သည်ကားကဘာမှမဖြစ်ဘဲရက်သွားသည် သူတို့နှစ်ယောက်ကားပေါ်ကဆင်းပြီးထိုတော့ဝဲအသေးကောင်းကိုအသေးချာပလတ်စတစ်နဲ့ပတ်၍ကားပေါ်တင်ခဲ့သည်။အောင်မဲမှာတထောင်သားသဖြင့်ပင်ဒီယာမှအပြန်စားတော့ရန်စီစဉ်ခဲ့သည်။ပင်ဒီယာကအပြန်နေတဲ့စားကို အောင်မဲမှာတော့ဝဲသားနှင့်ထမင်းစားကြသည်။သူတို့ကားမောင်းတဲ့အတွင်ထိုတစ်ကြိမ်ကားနှင့်တိုင်းပြီးသောတော့ဝဲသားကိုစားဖူးခြင်းဖြစ်သည်။ထို့နောက်ညာခီမောင်းနှံအကောင်ကြီးများကြုံရလိမ့်မလားဟုအတွေးတွေရောက်နေခဲ့သည်။ ။နောက်ကြတော့ထိုကိစ္စလည်းခေါင်းနဲ့မရှိတော့။ရန်ဖန်ရန်ကယုံလေးများ၊မွေများ၊မွေပါများကိုတိုက်မိချိန်မိသည်။ကားနောက်ဖက်မှာအော်ကြပြောကြပြောင်းကြလှောင်ကြသည်။အတန်များခဏနေတော့ငြိမ်သက်ကုန်သည်။အတော်များများဆောင်းချုံပြီးအိတ်ကုန်ကြပြီ။ကားလမ်းပေါ်မှာလူပြောများသည့်တရေတစီရန်ကလည်းရှိသေးသည်။ကောင်းမောင်သမားများအတော်များများကြုံပူးကြသည်ဟုဆိုသည်ဝေပြေလမ်းမကြီးစောက်ဝင်ကလေးကမကြာခဏကားတိုက်ချင်း ကားမောင်းခြင်းတို့ကြောင့်လူတော်များများသေကြကြသည်ထိုအသေးကောင်တို့၏ဝိညာဉ်များလမ်းကြီးပေါ်မှလွေမျောသွားလာနေကြသည်ထိုဝိညာဉ်တို့နှင့်အကြောင်းတိုက်ဆိုင်၍ကြုံကြသူများရှိကြသည်ထိုစဉ်နောက်မှအဝေးပြေးကားတစ်စီးအချက်ပြပြီးလမ်းတောင်းသဖြင့်အရှိန်လျှော့ကလမ်းပေးချပြီးမောင်းလိုက်သည်မကြာခင် ထိုအဝေးပြေးကားကျော်တက်သွားသည်ဆရာရှိမှတရားရှိတယ်သိပါတယ်ဒီနေရာရောက်ရင် လက်ကအလိုလိုအသင့်အစင်သင်းဖြစ်နေတာ ခုဒကလည်းရန်နေမကြာခဏကာကြီးကားသေးတိုက်မိသည်ပို့ဆွဲသည်အသက်တွေနှင့်အယောစားလုံသောနေရာဖြစ်သည်တရားကိုကြော်ပြီးနောက်ကားကိုပုံမှန်ဆက်မောင်းခဲ့သည်ဟာလူလူကျွီးဒုံကာရှိမနေ၍လူတယောက်ကုန်းကုန်းကွားကွားနှင့်ဖြတ်ဝင်ရင်ကူကထား၍အွန်လိုင်းစဉ်ဒရိုင်ဘာကရုပ်လျက်ဘရိတ်ကိုနင်းလိုက်သည်ကားကလူတယောက်ကိုဖြတ်ချိတ်တကယ်သို့ခုံသွားပြီးဘရိတ်မီကရက်သွားသည်ဘာဖြစ်တာလဲကားဘင်းပေါက်တာလား လူတိုက်တာထင်တယ်။အိမ်ငိုင်းနေသူများအိတ်ပြောစားသူများ ရုတ်တရက်ထင်ရမြင်ရထပြောနေပြီ။ driver ရင်ကူပါကားပေါ်ကမစင်းဝင်သေး။ကားအောက်မှာပိုးစိုးပဲဆက်တည်နေသောလူကိုမမြင်ဝင်း၍ဖြစ်သည်။ဘာဖြစ်တာလဲဗျ။ကားပေါ်မှအကြောင်းသားမိသားစုယောက်ကနှမ်းမိလိုက်သည်။ driver လည်းပြန်မဖြေ။သူတို့ဆရာတစ်ပည်နှစ်ယောက်ဓာမီကိုစီကိုင်းပြီးအောက်ဆင်းကြသည်။ကားအောက်ကိုမီးထိုးကြသည်။ဒီဘက်မှာမရှိဘူး။ဒါဆိုဟိုဘက်ချမ်းမှာသွားကြည့်။ ရင်ကူကကားကြီးတစ်ဖက်ချမ်းမှာသွားရှာကြည့်သည်မတွေ့ဘူးကားအောင်မှလည်းမရှိကားဘေးမှလည်းအတိုက်ခံထားရသူကိုမတွေ့ကားလမ်းပေါ်မှာသူတစ်ဆက်ပင်မတွေ့သူတို့စိတ်ထဲထူးဆန်းအံ့ဩနေသလိုတကယ်လူစင်စစ်ကိုတိုက်မိခြင်းမဟုတ်သည့်အတွက်စိတ်ထဲစိုးရင်ထိတ်လန့်မှုတို့ကရောပါသွားသည်ဒါပေမဲ့ကားကလူစင်စစ်ကိုတိုက်မိခြင်းမဟုတ်ဆိုရင်နာနာဘာဝတရေတစီတကောင်ကိုတိုက်မိခြင်းမှုဆုံးဖြတ်ပြီးကဲလူမဟုတ်ရင်တရေကိုတိုက်တာဖြစ်နေမယ် ရှေကားကတော်ရောက်သွားပြီတို့လဲသွားကြမယ်ဟာဆရာကားဘေးကိုအရင်မဲမဲတွေကကတ်လာနေတယ်မြင်လိုက်တယ်ဟုတ်ရဲ့လားကွာငါကတရေဆိုလို့မင်းကမှပို့ပြီးတော့တရေကိုမြင်လိုက်ပြန်ပြီလားလာတက်သွားကြမယ်ဆရာကပြောရင်မယုံဘူးအ ਨੇ ဆုံးမဲမဲအရင်ငါးခု၆ခုမြင်လိုက်တယ်လမ်းပေါ်မှာလားလမ်းဘေးကနေကားစီဝင်ကတ်လာတာဟုတ်လို့လားကွာဟုတ်ပါလေစုကားစီမလို့များလားပောက်ကြရတွေမပြောနဲ့သွားကြမယ် ားကလူမတိုက်မိလို့တော်သေးတယ်လူသားတိုက်မိရင်ဒီခီးစင်တော့ပြက်ပြီကုမ္ပဏီကကားအစားထည့်ပေးရမှာပေါ့ကားဘာမှမဖြစ်လို့တော်သေးတယ်စောစောကအချိန်နဲ့ brain နင်းလိုက်တာကားလိမ်သွားနိုင်တယ်ဆရာပြောမှရင်းအောင်ခုံသွားပြီဟူးဟူးဟင်လူဖြစ်တာလေကားကိုရှေ့ခီးဆက်ရန်ဆက်နှိုးလိုက်ပြီဘလို့မှမနှိုးမဟုတ်သေးပါဘူးဘာကြောင့်နှိုးမရတာလဲလောက်ပါအောင်အပြင်းလေးပါလေးရှာပါအောင်ရင်ကူကဆက်ဆရာတစ်ပိုင်းရင်မောင်းတစ်ပိုင်းဖြစ်သည် ပြည့်ချက်ရှာနေသည်ဘာမှမတွေ့ဘူးအလုံးအပြည့်စင်းမရှိဘူးဒါဆိုနှိုးမယ်ဟူးဟူးဟာဟာဘာဖြစ်တာလဲကားကဆက်လဲမနူလူလဲမတက်ကားပေါ်ကလူများလဲလှုံ့ရှားမှုမရှိပဲဘယ်ညာလူသွားသည်ဆရာဆရာကားဘာဖြစ်တာလဲဘာဖြစ်လို့လဲဘယ်ညာရင်းသွားသလားလို့အမှတ်တမဲ့ပဲသတိမထားလိုက်မှုဘူးကျောင်းဆရာတယောက်ကကားရင်းထူးသွားသည်ကိုသတိထားမိလိုက်သဖြင့် driver အားလှမ်းမိလိုက်သည် driver ကလည်း အခြေမတည်သောကိစ္စကိုထင်ကျေးနေပြောခြင်းသဖြင့်စကားပြတ်သွားအောင်မတိဟုဖြေလိုက်ခြင်းဖြစ်သည်။ဒါပေမဲ့ကားဆက်နှိုး၏မနှိုးခြင်းကသူတို့အတွက်ထူးဆန်းနေသည်။ဒါရိုးရိုးတော့မဖြစ်နိုင်။ခုံမော်ထိုင်းရင်းစဉ်းစားနေသည်။ယင်ကူကလည်းစက်ပိုင်းဆိုင်ရာကိုကလေးစက်ပိုင်းဆိုင်ရာပါ ပြစ်ချက်မရှိဟုဆိုသည်။တီတီတီဒရိုင်ဘာရှိမှဖုန်းမိသန်းထွက်လာသည်။ကိုပါဝင်းဆက်တာဒရိုင်ဘာကဖုန်းကောက်ကင်လိုက်သည်။ကားပါဖြစ်လို့လေ ဘာဖြစ်မှန်းမသိဘူးကားရှင်မှလူတယောက်ဖြတ်ဝင်လာပြီးကားကအဲ့ဒီဖြတ်ဝင်တဲ့လူကိုတိုက်မိလိုက်တယ်။စင်ကြီးတော့ဘာမှမရှိဘူးကားပြန်ထွက်လို့မရဆက်နှိုးတာနှိုးမရဘူးဘလို့မကိုနှိုးမရဖြစ်နေတယ်။တင်ထွန်းကတော့ကားနာကိုအိမ်မဲမဲတွေဝင်ကတ်တာမြင်တယ်လို့ပြောနေတယ်။အခုကိုပါဝင်းတို့ကဘယောက်သွားပြီလဲ။ခမားတို့ကပါမလာလို့ရက်ဆောင်နေတယ်ရှေ့တမိုင်လောက်กว่าမယ်ထင်တယ်။ခမားတို့ကမီးအောင်ကိုတော့ရေးရေးမြင်နေရတယ်။ခမားတို့ကမှစားစရာတောက်စရာတွေပါလို့များလား။ စားစရာတောက်စရာပါတာအထူးဆန်းလားမဟုတ်သေးဘူးခါတိုင်းပါတာအကြောင်းမဟုတ်ပေမဲ့စားခြင်းတောက်ခြင်းနဲ့အကောင်နဲ့စားစရာပါတဲ့အချိန်တိုက်ဆိုင်သွားရင်ဖြစ်ခြင်းဖြစ်မှာပေါ့ကားမှာပြည့်ချက်မရှိဘူးဆိုရင်ကျွန်တော်ပြောတာဖြစ်ခြင်းဖြစ်နိုင်တယ်ခမားလူတွေကိုမေးကြည့်ပါလားဟင်မေးကြည့်လိုက်မယ်မေးကြည့်လိုက်မယ်အကြောင်းထူးရင်ဖုန်းပြန်ဆက်လိုက်ကောင်းပြီရှီကားမှာဖုန်းချသွားသဖြင့်ဖုန်းကိုနေရာတကျပြန်ထားလိုက်ပြီးကဲအခုကားပေါ်မှာပါလာတဲ့ဆရာဆရာမတို့ចောင်းသားတို့ ကားပေါ်မှာဟင်းတွေပါတွေထည့်ပြူလာတာများရှိလား။ဘာဖြစ်လို့လဲကားเสียကားကဆက်မပြေပဲထိုးရက်နေလို့ဘလို့နှိုးနှိုးဆက်ကမနှိုးဘူးအဲ့ဒါကြောင့်မေးရတာ။ဟင်းတရေတရေလား။အဲ့ဒါတော့အတက်ပြောလို့မရဘူး။ဖြစ်နိုင်တာအားလုံးစဉ်းစားရမှာပဲ။ဒီလမ်းတွေမှာသွားလာရင်အစားတော့မယူရဘူးလို့တတ်မှတ်ချက်တော့မရှိဘူး။ဒါပေမဲ့စားကျင်တော့ကျင်တဲ့အကောင်နဲ့တိုက်တိုက်ဆိုင်ဆိုင်သွားကြုံတဲ့အခါဆိုရင်တော့မထင်မှတ်ထားတာတွေဖြစ်တတ်တယ်။ကားအစီအစဉ် ကားအဆင်ပြေပြေသွားလို့ရအောင်အတတ်နိုင်ဆုံးလိုက်ရောပေးကြပါဟိုဟိုအုပ်စုယူရီးယားအကင်လုတ်စားမလို့အသားစိမ်းမှုတွေပါတယ်မဟုတ်လားဘာအသားစိမ်းဟုတ်လားညာအိမ်မဲ့နေရာမှာညာဘက်အသားငါးကင်ပြီးစားရအောင် အမဲသားဝက်သားကြက်သားပစုံအေးခံပြီးဘူးသုံးဘူးနဲ့ထည့်လာခဲ့တယ်ယူရီးယားကင်လုတ်စားကြမလို့ဂက်စမီဘူအသေးလေးနှလုံးမှာပါလာတယ်။ဟင်းဒါဆိုရင်ဟင်းပါလို့မဖြစ်နိုင်ဘူး။တားစင်းငါးစင်းတွေပါလို့ဆိုတာကျင်းနေသွားပြီ။ အောက်ကိုတယောက်လိုက်ခဲ့ပြီးဘူးတွေကိုပြပေးပါဟင်းဘာလို့မလို့လဲရှေခီးဆက်ချင်းဘူးတွေကသားစင်းတွေကိုတုံထားခဲ့ရမယ်ဟင်းနှမျိုးစရာကြီးចောင်းလူနေများကသူတို့အစီစဉ်ပြက်ပြီးမှန်သည်၍နှမျိုးတသားစွာပြောလိုက်သည်ဒရိုင်ဘာနဲ့လူဆ iam မတယောက်ကားပေါ်မှအောက်သို့ဆင်းသွားသည်ယင်ကူကကားအောက်မှပစ္စည်းထည့်သောအခန်းတကားကိုတော့ဖွင့်လိုက်သည်အဖုံးကိုအပေါ်သို့မတင်လိုက်ပြီးအတွင်းသို့ဓာမီထိုးပြသည်အတွင်းမီလုံးသည်လင်းနေသည်ဓာမီနှင့်လိုက်ထိုးကြည့်သည် ိုရေခဲပုံသုံးပုံမဟုတ်လားဆီယမဟုတ်တယ်အဲ့ဒီသုံးပုံပဲကိုမတကူးကပါလဲဆီယမလို့ဘူးမဟုတ်ဘူးလားမဟုတ်ဘူးအထဲမှာဘာမှလည်းဖွင့်ကြည့်ပါလားចောင်းသားမိပါတွေပြည်စည်းဖြစ်မယ်ထင်တယ်ကောက်ခန်းထဲဝင်ပြီးဘူးသုံးဘူးကိုဆွဲထုတ်လိုက်သည်ကြံတဘူးကိုဖွင့်ကြည့်သည်ဒီဘူးထဲမှာလည်းအသားစိမ်းငါးစိမ်းတွေပဲတမျိုးစီကိုပလတ်စတစ်များနဲ့ပတ်ထားသည်ထိုဘူးကိုပါအပြင်သို့ကမ်းပေးလိုက်သည်ထိုဘူးလေးဘူးကိုကားလမ်းဘေးယူသွားပြီးတွန်းချလိုက်သည်ဟင်းကားကြီးကလှုပ်သွားတယ် ကားပေါ်ရောက်နေသည့်နာနာဘဝကောင်းများကားပေါ်မှအပြေးလွှာဆင်းကုန်သည်လားမသိကားကြီးရိမ်ထိုးသွားသည်ကိုသိလိုက်သောကားပေါ်မှလူများထအောင်ကြသည်ဘူးလေးဘူးလုံးတွန်လိုက်ပြီးဘူးလုံးများကိုကားအောက်ခန်းထဲပြန်သွင်းပြီးတကားပြန်ပိတ်လိုက်သည်ကဲစားကျင်လားစားရပြီကားကိုမနှောက်ရှက်နဲ့တော့ဒရိုင်ဘာကထိုကဲ့သို့အတန်းခက်ကြကြလှမ်းပြောပြီးကားပေါ်တက်လိုက်သည်ကဲဆရာဆက်နှိုးကြည့်ပါဦးဟူးဟူတော့ပါသေးရဲ့ကားကတစ်ချက်နှိုးတစ်ချက်ထဲနဲ့နှိုးသွားတော့သည် ကားကိုဆက်ပြီးမောင်းထွက်ခဲ့သည်ယူရီးယားကင်လုံစားခြင်း၍တခုတကအသားငါးများတည်ဆောင်လာခဲ့သည့်အကြောင်းသူလေးများသည်သူမြင်ခဲ့ရသောသူတို့ပစ္စည်းများကိုနှမျောတားတားစွာနှင်ရှိကြတော်လဲတရေတစီရန်ကလွတ်လာသည့်အတွက်တယောက်ကိုတယောက်အပြစ်ဖို့စကားဆိုရင်ကားပေါ်မှာလှုပ်လှုပ်ရှားရှားရှိနေတော်သည်ဆရာဧကံမင်းမဖဲဝါနဲ့အင်ကြီးရှင်တရေမဆောင်မှကောက်နှုတ်ဖော်ပြပါသည်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်